ဖယားတော့ချောင်းချပါဒီဝင်းနေမှာလာဆောင်မဲမဲညနာလိုချင်တာရကောဝဲပြီးမင်းရမွေးနေမှာတစရဖန်ကိုအပိနောင်းစီနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပရိသတ်များအားလုံးအတွက်မတရားနေဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးရမှာဖြစ်ပါရှင်တစရဖန်ပရိသတ်များရှင် အမတ်တရားနေ့အစီအစဉ်ရဲ့ဝင်းနေ့စုတောင်းအစီအစဉ်လေးကနေပြီးတော့ဒီနေ့ပထမအဦးဆုံးအနေနဲ့ဝင်းနေ့စုတောင်းပြရမယ့်ဝင်းနေ့ရှင်လေးကတော့မကွေးမြို့မှာနေတဲ့တာလီဟိန်ထက်ဆောင်ရဲ့ဝင်းနေ့အတွက်ပဲဖြစ်ပါတယ်။တာလီဟိန်ထက်ဆောင်ရဲ့ဒီနေ့မှရောက်ရှိလာတဲ့ရှင်းနှစ်ပြည့်ဝင်းနေ့အတွက်ကိုတော့မကွေးမြို့မှာနေတဲ့မက်ခင်တက်ဆွေမက်ခင်မြင့်ဆွေတို့ကပောင်းရင်စုတောင်းပေးနိုင်ဖြစ်ပါရှင်။ စံဖတ်ချက်ပြိတ္တများရှင်မတရားနေ့စီစီရဲ့မွေးနေ့ဆုတောင်းစီစဉ်မှာထမမျိုးဆုတောင်းပြရမယ့်မွေးနေ့ရှင်လေးကတော့မကွေးတိုင်းဒေသကြီးအောင်လမ်းမနေတဲ့ကိုဆောင်းလှိုင်ရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။ကိုဆောင်းဦးလှိုင်ရဲ့ဒီနေ့မှရောက်ရှိလာတဲ့24နှစ်ပြည့်မွေးနေ့အတွက်ကိုတော့မအူပင်ကမလလခိုင်မအီဖြူမကကခိုင်မမီသူစကိုင်းကကိုချမင်းဦးကိုစီသူနဝရံပြင်းလွင်ကအီအီအောင်တောင်ရင်းကြီးကမခင်မြောင်းဝင်ပကူးကမကေခိုင်ဝင်ပတိန်ကမခကခိုင် ရုရှားကပူကြီးကျော်စွာနဲ့ပူကြီးအောင်ဖြိုးဝီတို့ကပောင်ရီစုတောင်းပေးလာပဲဖြစ်ပါရှင်။ပရိသတ်များရှင်ဒီနေ့မတရားနေ့စီစဉ်ဝင်းနေစုတောင်းစီစဉ်မှာထပ်မံမြောက်စုတောင်းပြရအောင်မယ့်ဝင်းနေရှင်လေးကတော့အောင်လမနေတဲ့ကိုချမင်းဦးပဲဖြစ်ပါတယ်။အောင်လမနေတဲ့ကိုချမင်းဦးရဲ့25နှစ်ပြည့်ဝင်းနေအတွက်ကိုတော့ တောင်တင်းကြီးကမက်ခင်မြောင်ဝင်မန္တလေးကမက်အီမျိုးတန်မန္တလေးကပန်းချစ်သူမရပူရကမက်တိန်ကင်ဘကုကမက်ကေခိုင်ဝင်းတို့ကပောင်းရင်စူတောင်းပေးလာ၍ဖြစ်ပါရှင် သက်များရှင်ဒီတစ်ခါမှာဆက်လက်ပြီးအောင်ဆူတောင်းပြရမယ့်ဝင်နေရှင်ကတော့လိုင်တရာမှာနေတဲ့မတ်မြက်လေးနိုင်ပဲဖြစ်ပါတယ်။မတ်မြက်လေးနိုင်ရဲ့ဒီနေ့မှရောက်ရှိလာတဲ့28နှစ်ပြည့်ဝင်နေအတွက်ကိုတော့ပြုံးလေးမှာနေတဲ့မတ်နေရတနာဝင်နဲ့မတ်တော်ရာချမ်းမြီတို့ကပောင်းရင်ဆူတောင်းပေးလာမယ်ဖြစ်ပါရှင်။ဟုတ်ကဲ့ပါရှင် ဒီနေ့မတရားနေစီစီရဲ့မွေးနေ့ဆုတောင်းစီစဉ်လေးမှာထမမျိုးဆုတောင်းပြရမယ့်မွေးနေ့ရှင်ကတော့ကျင်းဦးလေးမှာနေတဲ့ကိုညံလင်းထွန်းပဲဖြစ်ပါတယ်။ကိုညံလင်းထွန်းရဲ့ဒီနေ့မှရောက်ရှိလာတဲ့29နှစ်ပြည့်မွေးနေ့အတွက်ကိုတော့မန္တလေးမှာနေတဲ့မမကြီးပါလာကပောင်ရီဆုတောင်းပေးလာပဲဖြစ်ပါရှင့်။ဟုတ်ကဲ့ပါရှင်။မွေးနေ့ဆူတောင်းစကားလေးလေးပြောပြထားပါသေးတယ်။ဆူတောင်းစကားလေးကတော့မိဘပေါ်ကျေးဇူးဆက်နိုင်တဲ့တားလိမ်မာလေးဖြစ်ပါစေဆိုပြီးတော့ဆူတောင်းစကားလေးပြောပြထားပါပဲဖြစ်ပါရှင်။ တစံဖန်ရဲ့ပရိသတ်တွေအားလုံးကိုအမတ်တရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါရရှင်။ပြည်သက်များရှင့် ဒီနေ့မတရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှာပါဝင်လာတဲ့သူကတော့ပြင်းလင်းမာနေတဲ့တူနာဖြူဆီယာမမတ်နော်ကြီးမှာတမ်းပေဖြစ်ပါတယ်။သူကတော့ဒီနေ့မှာချစ်သူတန်တန်း3နဲ့6လပြေးမြောင်းလာတဲ့ကော်တောင်းမှနေတဲ့ကိုစောပါတာနဲ့မတ်နော်စန်တီတို့အတွက်ကိုပေါင်းရင်တောင်းဆိုပေးလာပါပဲဖြစ်ပါရှင်။ စရန်ဖန်ပရိသတ်များရှင်မတ္တရာနီစီစဉ်ကိုတော့ချောတင်ဆက်ပေးကြရပဲဖြစ်ပါတယ်။ပရိသတ်ကြီးကမတ္တရာနီစီစဉ်ကနေပြီးတော့ဝင်းနေရှင်နေနဲ့အတူတူစစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံနေအားလုံးအတွက်ကိုစုမစကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့ ။တစံဖက်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3936391639ကိုနေ့စဉ်နေ့လယ်တနာရီကနေ့နှစ်နာရီအတွင်းမှာမိမိတောင်းဆိုပြီးခြင်းနဲ့နေ့ရက်မတန်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပြရမှာဖြစ်ပါတယ်။တစံဖက်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3936391639နဲ့အတူတူတစံဖက်အနာဒိမတ် YouTube Channel မှာလည်းကွန်မန့်လေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးနေပရိသတ်တွေအားလုံးကိုဒီနေ့အမှတ်တရနေ့အစီအစဉ်ကနေနှက်ဆက်လိုက်ပါရှင်။